ထိုင်းနိုင်ငံမှာကိုဗစ်ရောဂါတွေပြန်လည်အစပြိုးနေပြီဖြစ်တာကြောင့်ကိုဗစ်ကူးစက်ခံနိုင်ရကြောင်းအသိပေးလာတဲ့သက်မော်မြင့်ပရိသတ်များအားလုံးပဲမင်္ဂလာပါမာတပန် page ကနေကြိုဆိုလိုက်ပါတယ်။ကိုဗစ်ရောဂါကတော့ကမ္ဘာပေါ်မှာလူတိုင်းကြောက်လန့်ခဲ့ရတဲ့အိမ်မက်ဆိုးကြီးတစ်ခုတစ်ပွဲဖြစ်ခဲ့ရတာပါ။ ကမ္ဘာပေါ်ကနိုင်ငံနီးပါးအလုံးကိုဗစ်ရောဂါခံစားခဲ့ရပြီးသေချာပျက်စီးသူတွေလည်းဒုနယ်ဒေရှိခဲ့ပါတယ်။ဒါကြောင့်လူတိုင်းကကိုဗစ်ဆိုရင်မကြားချင်လောက်ဖြစ်ရပေမဲ့ကိုဗစ်ရောဂါဆိုးကြီးကနောက်တစ်ချိန်ပြန်ပြီးတန်တရာလဲလာခဲ့ပါပြီ။လွန်ခဲ့တဲ့နှစ်တေကာလဖြစ်ပွားခဲ့တဲ့ကိုဗစ်လောက်တော့အခြေအနေမဆိုးသေးပေမဲ့နိုင်ငံတချို့မှာလူသေဆုံးမှုတွေလည်းဖြစ်ပေါ်နေတာဖြစ်ပါတယ်။ထိုင်းနိုင်ငံ၊မလေးရှားနိုင်ငံနဲ့အခြားအိန္ဒိယချင်းနိုင်ငံတွေမှာလည်းကိုဗစ်ရောဂါခံစားနေရသူတွေရှိပြီးဖြစ်လို့ ထိုင်းနိုင်ငံမှာနေထိုင်တဲ့မင်းသမီးကြီးသက်မွန်မြင့်ကလည်းကိုဗစ်ရောဂါကိုဆက်ခံလိုက်ရကြောင်းအသိပေးလာခဲ့တာဖြစ်ပါတယ်။သက်မွန်မြင့်ကမြန်မာနိုင်ငံမှာကိုဗစ်စတင်ဖြစ်ပွားခဲ့တဲ့အချိန်ကစလို့အလုပ်တွေကိုရပ်နားသွားခဲ့တာအခုဆိုရင်၄နှစ်တောင်ရှိခဲ့ပါပြီ။ဂျမားရဲ့ချင်းလေးကလည်းမကောင်းတာကြောင့်စေကူသက်မှုခံယူနေရပြီးပြီးခဲ့တဲ့နှစ်လောက်ကစလို့ထိုင်းနိုင်ငံမှာတွားရောက်နေထိုင်ခဲ့တာပေါ့။စေကူသက်မှုခံယူထားတာကိုလည်းထိုင်းနိုင်ငံမှာပဲလုံဆောင်နေတာကြောင့်ဂျမားရဲ့လည်းအတော်ကိုသက်သာနေခဲ့ပါပြီ။ ဒါပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းကပဲတကြော့ပြန်ပြန့်နှံ့လာတဲ့ကိုဗစ်ကြောင့်အိပ်ရာတဲ့ဗမုံလက်ခဲရပြန်လာပါတမမမြင့်ကကိုဗစ်ရောဂါစတင်ခံစားရတုန်းကကို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 ဗစ်ဖြစ်နေမှမသိခဲ့ပါဘူးကိုဗစ်ရဲ့လက္ခဏာတွေဖြစ်တဲ့ဖျားနာတာနဲ့အထက်လန့်အောက်လျှောဝေဒနာတွေမောဟိုက်တာတွေခံစားရပေမဲ့ကိုဗစ်လို့မထင်မှတ်ခဲ့တာပါကိုဗစ်မှမသိခဲ့ပေမဲ့အထက်လန့်အောက်လျှောဖြစ်ပြီးဖျားနာမောဟိုက်တာကြောင့်ဓာတ်ဆိုင်ရေကိုတော့နန်းနိုင်နေနေတောက်ခဲ့ပါတယ်ဘိုက်လဲနာတာကြောင့်တမမမြင့်အနေနဲ့အစားစားဖို့တောင်ခက်ခဲပြီးအစားမဝင်လဲဖြစ်ခဲ့ရသေးတာပါဒီလိုကိုဗစ်ရဲ့ပြင်းထ ထန်တဲ့ဘေးထွက်ဆိုးကျိုးတွေကိုခံစားရတာကြောင့်အိမ်ရတဲ့နှစ်ရက်လောက်အထိလေခဲရပြန်တာဖြစ်ပါတယ်။ဒါပေမဲ့နောက်ပိုင်းကိုဗစ်မန်တီးတဲ့အချိန်မှာတေချာကရုပ်ဆိုင်လိုက်နိုင်တာကြောင့်အခြေအနေမဆိုးတော့ဘဲပြန်သက်သာလာခဲ့တာပေါ့။လွန်ခဲ့တဲ့၄နှစ်လောက်ကဖြစ်ပေါ်ခဲ့တဲ့ကိုဗစ်လောက်အခြေအနေမဆိုးသေးတာကြောင့်လည်းအခုလိုအမြန်သက်သာရတာဆိုပေမဲ့နောက်ဆက်တွဲအနေနဲ့မောဟိုင်းမှုဒဏ်တွေကိုတော့ခံစားနေရတော့မှ ကိုဗစ်ကိုရက်အနည်းငယ်လောက်သာခံစားခဲ့ရပေမယ့်သက်မွန်မြင့်ကငကိုကျမရဲ့အခန်းကြောင့်ကိုဗစ်ဒဏ်ပိုခံစားခဲ့ရပြီးသက်တာလာချိန်မှာတော့ကိုအလေးချိန်တော့အတော်ရော့ကျသွားခဲ့တာပါဒီအကြောင်းအရာတွေကိုသက်မွန်မြင့်ကသူမကိုချစ်ခင်အားပေးနေတဲ့ပရိသတ်တွေသိအောင်သူမရဲ့ဆိုရှယ်မီဒီယာအကောင့်ကနေ posting ကအသိပေးလာတာဖြစ်ပါတယ်ပရိသတ်တွေကတော့သူတို့ချစ်ခင်အားပေးရတဲ့မင်းသမီးအတွက်စိုးရင်ပူပန်နေကြရတာပါငကိုရဲကသက်မွန်မြင့်ဟာယောဂအခန်းရှိသူမလို့အမျက်မပြတ်ဆိတ်ကုတ်သက်မှုခံယူနေရတာကြောင့်ပိုပြီးစိတ်ပူနေခဲ့တာဖြစ်ပါတယ် ကျမရေးမကောင်းလို့အနုပညာအလုပ်တွေကိုလည်းလက်လွတ်ခဲ့ရပြီးပရိသတ်တွေနဲ့လည်း၄နှစ်လောက်ဝေးကွာနေခဲ့ရတာပါဒီအတော့တွင်းမှာတမောမြင့်ကသူ့ချစ်ခင်ရတဲ့ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်စေဖို့အတွက်အခုလိုသူ့ရဲ့ကျမရေးအခြေအနေကဆလို့နေ့စဉ်လှူရှာမှုတွေကိုဆိုရှယ်မီဒီယာအကောင့်ကနေပဲတင်ပေးနေတာဖြစ်ပါတယ်ပရိသတ်တွေအနေနဲ့လည်းအခုလို post လေးတွေနဲ့တင်တမောမြင့်ရဲ့လှူရှာမှုတွေကိုအလွမ်းဖြေနေရတာကြောင့်ကျမရေးဂရုစိုက်ဖို့အထူးတလဲမှားနေရတာဖြစ်ပါတယ် ထိုင်းနိုင်ငံမှာကိုဗစ်ကူးစက်ခံနိုင်ရလို့အဲ့ရတဲ့ဘုံဘုံလဲခဲ့ရတဲ့သမုံမြေအတွက်ပရိသတ်တို့အနေနဲ့အပိစကလေးတွေပြောပြခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ